ဆယ်သက်ဝင်ရင်တော့ငါ့ကိုဆယ်သက်စာလိုက်ရှင်းပေးနိုင်တယ်ပြန်ပြီးတော့မှပေါ်ထွက်လာတဲ့ချိန်မှာအမဒီကျမကလည်းနင့်နာသူပါကျွန်တော်ကလည်းနင့်နာသူပါဘယ်သူကဘယ်လိုလုပ်ပဲဝါကဘယ်လိုလုပ်ပါလိန်သွားပြီလေဆမာတူတွေပါသွားတယ်ငါထက်ရမဟုတ်ဘူးငါလည်းငါရဲ့ခွက်ကြီးနဲ့လှုပ်စားပြီးတော့မှငါအတူတွေထည့်စရာဘာကြောင်းမှမရှိဘူးအားအရည်ထိုင်ရောလို့စီးလိန်ပြုတ်အောင်စုံစမ်းကြည့်လိုက်လေငါလမ်းပြရကောင်းမှမမဟုတ်ငါဆယ်သက်ဝင်ရင်တော့ငါ့ကိုဆယ်သက်စာလိုက်ရှင်းပေးနိုင်တဲ့သူတွေရှိတယ်ရွေးချယ်ရှိရှိနဲ့လိန်တဲ့လူတယောက် လူလိန်တယောက်ဟာပြန်ပြီးတော့မှပေါ်ထွက်လာတဲ့အချိန်မှာအမေကျမကလည်းနေနာသူပါကျွန်တော်ကလည်းနေနာသူပါဘယ်သူကဘယ်လိုလုပ်ပဲဝါကဘယ်လိုလုပ်ပဲလိန်သွားပြီးပြီလေဟုတ်လား तू ကပိုင်ဆိုင်မှုတွေမလျော့ပါသွားဘူးလေသူများစီကလိန်ထားတဲ့အထုပ်နဲ့ဒီတိုင်းပဲအချိန်မပြတ်နေမပြတ်နဲ့ရက်ဒီနေနိုင်တယ်လေအဲ့တော့ဘောင်လာပြီးတော့မှနေနာသူဟန်နေဆောင်ပြီးတော့မှကျူးလွန်သူတွေကနေနာသူတွေဖြစ်ရမှာလေအဲ့ဒါကိုအမှတ်မရှိတဲ့လူအုပ်ကြီးအောင်ဖြစ်ထပ်ပါတယ်တဲ့လူဆိုတာအမှားနဲ့မกินမှုပေါ့တဲ့ လူလိန်ကို အားပေးတာအားမြောင်နေတာကျန်သူများချွေးနှင်းစာနဲ့လူလုထားတယ်ဆိုရင်လူလိန်ပဲပေါ့တိတ်မှန်ကန်နေပါတယ်ဆိုလို့ရှိရင်ကိုကြောင့်နေနာတဲ့သူတွေအကုန်လုံးကိုယောပေးလိုက်ရှိရစည်းစိမ်တော့မလာဘူးဟုတ်လားအဲ့ဒါတွေမယောပေးဘဲနဲ့ မားသွားပါတယ်လို့တောင်းမန်တာကတော့စီးစိမ်လုံးကြီးပိုက်ပြီးတော့မှမားသွားပါတယ်လို့တောင်းမန်တာသူများချွေးနေစာတွေလေသူများစီးစိမ်နေလေမမသူများသူများစီးစိမ်နေလေသူများစီးစိမ်နေနဲ့မားသွားပါတယ်လို့တောင်းမန်တာအောက်မှာဟုတ်လားမမအောက်မှာထေးချိုတွေကလေမမတင်းငောင်းလေးပြောအောက်မှာထေးချိုတွေက ဖြစ်တတ်ပါရဲ့လူဆိုတာမှားနဲ့မကင်းဘူးစာရဝါကမန်းကြီးချိုးစရာမလိုအောင်ရက်ပေးနေတာပြောင်းလို့ကိုချင်းတရားပြက်ပြားတာပြက်ပြားတာပဲလိန်နာဟာလိန်နာပဲလူလိန်ဟာလူလိန်ပဲ ဟာ congratulation မမကြီး68တသမ5 credit နဲ့အောင်လာတယ် congratulation မမကြီးဟင်းအဲ့ဒါပြောတာနော်အဲ့ဒါပြောတာဒါမျိုးဖြစ်ရမယ်အဲ့တော့ဘာဖြစ်လဲဆိုတော့လွယ်လွယ်ကူကူနဲ့လူတွေကဟဲ့သူတော်မလိန်သွားသေးပြီးတော့ခဏပြောက်သွားပြီးလဲပြီးတော့ဘာမှမဖြစ်ဘူးဟဲ့သူတော်မဒီလိုပဲဒီတိုင်းနဲ့အဲ့ဒီတိုင်းပဲ အဲ့တော့လူလိမ်များအခြေအနေမပြတ်ဘူးအလင်ခံရတဲ့ဆုံးချုံသွားတဲ့သူတွေဒါဘဝတွေပြတ်သွားတာလောကကြီးမှာဒီနေ့ကျမတို့နိုင်ငံမှာအတိုင်းဖြစ်နေတယ်အတိုင်းဖြစ်နေတယ်လူလိမ်များနေရာရနေကြွားပြမယ်ခြေပြမယ်ပတ်စံရှိချောင်းတွေပြမယ်ဆိုရင်အကုန်ကောင်းတယ်ပတ်စံရှိတဲ့သူဇာရိတာပြက်ပြားရင်အကုန်ကောင်းတယ်ကျမတို့ဒီနေ့ကစာလေးဖတ်လိုက်ရတယ်ငွေမရှိတဲ့သူဆေးသုံးရင်ကြတော့ဆေးသမားအောက်တန်းစားပြစ်မှုကြီးတယ်ဆေးသမားမလို့ ပတ်စံရှိတဲ့သူ စေးသုံးတာကြတော့ဇိန်ခံပစ္စည်းရဲ့ငွေမျက်နှာကျွန်တော်တို့တိုင်းပြည်မှာပိုဆိုးတယ်အဲ့ဒါပတ်စံရှိရဲ့လူဆိုဘာလို့လှုပ်တင့်တယ်တဲ့ငွေရှိရဲ့လူဆိုဘာလို့လှုပ်တင့်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အောက်ကနေလေးတိလာမဆိုင်ရဝါကမန်းနေနဲ့ထီးချိုတယ်အကျင့်စာရိတ္တာကိုကျင်တရားဆိုတဲ့စံနှုန်းသတ်မှတ်ချက်ကိုဘာလဲဆိုတာနားမလဲကြတော့ဘူး ကိုကျင်တရားလွယ်လွယ်နဲ့ပေါက်ပြဲကျူးလွန်ကြတယ်။ဒီနောင်ကြီးတွေလွယ်လွယ်ကူကူပေါက်ပြန်ကြတယ်။ကိုကျင်တရားတွေသူများအဥ္စာသူများငွေကြေးကိုလွယ်လွယ်ကူကူနဲ့လိန်ညာတယ်။ပြီးရင်အချိန်မပြတ်အနေမပြတ်ပဲခက်တီတီပဲမျက်နှာပြောင်တင်းတင်းနဲ့ပဲနေတယ်။ကျွန်မဆိုရင် ီနားမှာအရင်တော့ကျွန်တော်တို့ဒီဒီမှာဒီညားမှာရောင်းတဲ့ဒီ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 အောင်မေကြီးမွေးငါးဆိုင်ကအောင်မေကြီးရဲ့သမီးခက်ခဲရှိဖို့လုံခဲ့တဲ့လုံခဲ့တဲ့ဟွာလောက်ရှိပြီပေါ့ဆယ်နှစ်ကျော်လောက်ရှိပြီဆယ်နှစ်ကျော်လောက်ရှိပါပြီအဲ့ဒါအိမ်ကိုလာပြီးတော့မှလေအတင်းအာမမရေဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဘာညာကျွန်မလည်းတနာပြီးတော့မှပတ်ငွေခွနသိန်းချီးလိုက်တိတ်လား ဟာနောက်တစ်ခါလာပြန်ဘယ်လိုဖြစ်လို့ညာလို့ဖြစ်လို့ဘယ်လိုပြီးတော့ပေးပါမယ်ဘယ်လိုပြီးအိုးသူတို့ကတော့နှုတ်အချမ်းချာတော်ဂရိတစ္ဆာတိလောက်ပါတယ်လေးဆိုကျမတို့လည်းယူလာလည်းမဟုတ်ဘူးနော်ချီးလိုက်တယ်သိလားအဲ့တော့ကနေဟိုပြန်ပေးပါမယ်ပေါ့ဘယ်လိုဖြစ်ပါမယ်ညာလို့ဖြစ်ပါမယ်နဲ့ဆိုပြီးတော့မှလေးချီးလိုက်တယ်အဲ့ဒီခက်ကသိန်း၄၀လောက်ရှိမယ်နဲ့တူတယ်မပေးဘူးပြင်းရောမပေးဘူးအဲ့တော့ဟိုးတလောတော့လုံခဲ့တဲ့နှစ်နှစ်လောက်ကဘန်မာတွေ့တယ်စီဗီဘန်မာကျမကလည်းဘန်သွားတော့သူကလည်းဘန်ထဲကိုဝင်လာတယ် အာကျမကလည်းတွေ့တယ်သူကလည်းမခက်တတီပဲဒီလိုပဲကို့တွေ့လေလေခက်တတီပဲသိလားခက်တတီပဲအာနာစိတ်အာနာရမယ်ဟာအိုးငါဒီမစီယာပစံချီးထားတယ်ငါဒီမငွေမပေးနိုင်ဘူးကျမတို့ဆိုရှက်လို့သေးမှာနော်ခက်တတီပဲတော်တော့ကို့ကြည့်ပြီးမမြင်တယ်လို့ဟန်ဆောင်ပြီးတော့မှဟေးအဲ့လိုမျိုးနဲ့သွားပြီးတော့မှအဲ့လိုမျိုးအဲ့တော့ကိုကလည်းနီအိုးအေးလူရီယာအဲ့လိုကိုချင်းတရားကိုလွယ်လွယ်လေးနဲ့ ဒါကြောင့်မလို့လေကျွန်မမှားချင်တာတိလားဘသူ့ဘဝမှာလွယ်လွယ်ကူကူနဲ့ငွေလည်းမချိနဲ့ငွေလည်းမပေးနဲ့ပေးလို့ကောင်းနဲ့ခင်မဟုတ်တော့ဘူးကိုရှိရတဲ့ချက်အဲ့တချက်တိုင်းမဲနေမတ်လဲမမတ်မောနဲ့တိလားကျွန်မတို့ဘာဖြစ်လို့အလိန်ခံရလဲဆိုအလိန်ခံရတာရဲ့အစလောဘကြောင့်စတာဘလို့အကျိုးအမြတ်ရှိမယ်အဲ့ဒါနဲ့စတာအဲ့ဒီလိုက်မတိလိုက်မတိပါတာနဲ့အဲ့ဒီနောက်မှာပါသွားတာလူလိန်နေရဲ့လက်နက်ဟာအဲ့ဒါပဲတစ်ဖက်လူရဲ့လောဘစိတ်ပေါ်လာအောင်နှိုးဆော်ပြီးတော့မှလောဘစိတ်ကိုနှိုးပြီးတော့မှသူတို့ကရအောင်ယူသွားတာပဲ ဲ့တော့လောဘစိတ်နဲ့မတိလိုက်မတိပါတာကိုယ့်ရဲ့စီးစိမ်ဥစ္စာပါသွားတာအဲ့တော့ကိုယ့်ရှိတဲ့တချက်ကိုပဲတန်မိုးထားဘုရားတဆင်အောင်မမတ်နဲ့တဆင်ရဖို့အတွက်ကိုယ့်တချက်ကိုမပေးလိုက်နဲ့အဲ့တဆင်ကမတိကြဘူးကိုယ့်လက်ထဲမှာရှိတဲ့တချက်ကကိုယ့်တချက်ပဲကျမတို့ဖွားအမြင်နဲ့ပြောတယ်ကိုပစံလေးပဲကိုတံမိုးထားတော့ကျမတို့ဖွားဆိုမဟုတ်ဖို့တောင်းရင်လေဒီလိုတွေကနေချစ်ပြီးတော့ပေါင်းစုံနဲ့ဒီလိုတွေကနေပေါင်းစုံနဲ့ तू ကထုတ်တာ तू ရှိတဲ့ပစံလေး तू ကသူချစ်ထားတာသိလား तू ပြောတဲ့အမြင်စကားအမြင်နဲ့ရှိတယ် ကိုမရှိရင်ပြီးမရှိဘူးတဲ့ကိုမရှိရင်ဒတိုင်းပြီလုံးဘယ်သူမှမမရှာနဲ့မရှိဘူးเนาะဆိုတော့လူတွေရလေကိုစင်တရားတွေမကောင်းတော့ဘူးဒါကြောင့်မလို့ဘယ်သူကိုမှမယုံလိုက်နဲ့ဘယ်သူကိုမှယုံလို့ရတဲ့ခင်မဟုတ်ဘူးလွယ်လွယ်ကူကူနဲ့အရန်တော့ဟာမြင်ရတွေ့ရတာတွေလေပုံမလောက်သိလားလူလိမ်ကြီးကတဖန်ပြန်ပြီးတော့လေလူလိမ်ကြီးကတဖန်ပြီးရင်တို့ကလေတထေးတွေလုံးကြရောသိလား ီးရင်လေဆိုရှယ်မီဒီယာပေါ်မှာသူတို့မဟုတ်တဲ့အတိုင်းနော်သူတို့မဟုတ်တဲ့အတိုင်းတခါတည်းကိုလေတချို့ဆိုလေသူများပတ်စံချီးထားတယ်နော်သူတို့ကတထေးကျွန်တော်တို့ပတ်စံချီးလိုက်တဲ့သူကသူတို့လောက်မရှိဘူးသူတို့ကတထေးသိလားပေးစရာအကျိုးရကျွန်တော်တို့လေဘင်းနဲ့ဒါမဲ့သူတို့ကတထေးဆိုရှယ်မီဒီယာပေါ်မှာအဲ့လိုလူမျိုးတွေလည်းအများကြီးရှိတယ်ဒါကြောင့်မလို့ဆိုရှယ်မီဒီယာပေါ်မှာပြတဲ့အရာတိုင်းဟာအမှန်တရားမဟုတ်ဘူးအဲ့ဒီပေါ်မှာယုံပြီးတော့မှမပါလိုက်နဲ့ ဆိုရှယ်မီဒီယာမှာပြနေတဲ့တစ်ခွက်တစ်ပြက်တိုင်းဟာသူတို့ဘဝမဟုတ်ဘူးကျမတို့ဆိုရှယ်မီဒီယာရဲ့နောက်ွယ်မှာတကယ်ဘဝအဆင်အမန်တွေရှိတယ်အဲ့တော့ဆိုရှယ်မီဒီယာဘဝကိုဘဝကြီးထင်ပြီးတော့မှအကုန်လုံးမယုံနိုင်နဲ့လိန်တဲ့သူတွေကတံတန်းစားဟန်ဆောင်ပြီးဘယ်သူမှမလိန်ဘူးတထင်းဟန်ဆောင်ပြီးပဲလိန်တာအဲ့တော့အဲ့တထင်းအားကြတဲ့ထီးချိုအဖွဲတွေလည်းကြက်ကြက်တတိထားနော်အားအဲ့ဒါကြီးထိုင်ရောကလို့စီးလိန်ပြုတ်အောင်စုံစမ်းကြည့်လိုက်လေ ငါလမ်းပြရကောင်းမှာမဟုတ်တာငါမှာလင်လဲရှိတယ်မိပါလဲရှိတယ်ငါဆယ်သက်မွေရင်တော့ငါ့ကိုဆယ်သက်စာလိုက်ရှင်းပေးနိုင်တဲ့သူကြီးရှိတယ်နင်တို့လိုအနေထားမဟုတ်ဘူးသိဖို့ကြုံလို့ထဲ့ပြောတာတခါမှတန်မူးနော်အခုတော့နင်တို့သိအောင်ထဲ့ပြောတာနော်စီးစိမ်ပြုတ်စီအောင်မရှိဘူးလေငါလမ်းပြရကောင်းမှာမဟုတ်တာအဲ့ဒါဘာ အေးစစ်စစ်သူများစည်းစိမ်နေဖင်ခုထိုင်ထားပြီဖင်ခုထိုင်ထားရင်အဲ့ဒီဗဇက်ပေါက်တွေကငိမ့်နေမလားနင်တို့လိုဗဇက်ပေါက်တွေတော့အငိမ့်မနေတာလေခံထားရတဲ့ဗဇက်ပေါက်တွေကငိမ့်နေမလားပြောမှာပေါ့ဟဲ့ကောင်မလေးရဲ့အသက်ကြီးပြီးအချိန်မစည်းရဟာပြောချင်တဲ့လားပြောတော့ငါ official channel ခေါ်ထားပြီးတာပြောချင်မှန်ကန်တဲ့အကြောင်းကိုပြောနာမည်ထည့်ပြောမှန်မှန်မကန်ကိုဘယင်းမတာနာမည်မထည့်ပဲနဲ့တရေဘောကြောင့်မပြောနဲ့ညင်ရဲရှင်းရဲဆိုရင်တဲ့ပြော ယ်ငါဆိုင်မှာအတုတွေပါသွားတယ်ငါထက်တာမဟုတ်ဘူးငါလည်းငါရဲ့စောက်ခွက်ကြီးနဲ့လှုပ်စားပြီးတော့မှငါအတုတွေထည့်เสียဘာကြောင့်မှမရှိဘူး